်မင်္ဂလာပါရှင်ကျမတော့ဖူးဤနွယ်ပါ DV ယူမင်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်အလုတ်မားရေးကူညီဆောင်ရွက်နေသူတွေကိုဖမ်းဆီးထားတဲ့စစ်တပ်ကအပြည်ပြည်ဆိုင်ရာအလုတ်မားရေးအဖွဲ့ ILO ရဲ့အကြံပြုချက်တွေကိုလိုက်နာဆောင်ရွက်နေတယ်လို့ပြောဆိုလိုက်ပါတယ်။ Industry of Grover Union က Bestseller Next Day Hunky Mola အပါအဝင်ပြည်ပကုံထုတ်လုပ်မှုလုပ်ငန်းအားလုံးမြန်မာနိုင်ငံကနေထွက်ခွာဖို့တိုက်တွန်းခဲ့တာနဲ့ပတ်သက်လို့စစ်ကောင်စီအလို့သမားဝင်ကြီးဌာနကပြန်လည်ခြေပါတဲ့ထုတ်ပြန်ချက်တွေမှာအဲ့လိုလိန်လေထားတာတွေပါဝင်ခဲ့တာဖြစ်ပါတယ်။ ။ဒါပေမဲ့ဆေးဟုတ်စုဘက်ကတော့မြန်မာနိုင်ငံမှာ ILO ရဲ့ပြဋ္ဌာန်းချက်၂ရပ်ကိုချိုးဖောက်မှုတွေရှိနေတယ်ဆိုတာတစ်ဖက်သက်ဆွဆွဲပြောဆိုတာဖြစ်ပြီးနိုင်ငံတည်ငြိမ်အေးချမ်းတာကိုမလိုလားတဲ့စန့်ကျင်ဘက်အဖွဲ့အစည်းတွေကမဟုတ်မမှန်သတင်းတွေဖြန့်ဝေနေတာဆိုပြီးငြင်းဆိုထားတာပါ။ မြန်မာနိုင်ငံအနေနဲ့ ILO ရဲ့ပြဋ္ဌာန်းချက်ပုံမှန်33ချမှတ်ခံထားရပေမဲ့မြန်မာနိုင်ငံဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးကော်မရှင် COI ရဲ့အကြံပြုချက်တွေကိုတည်ဆဲဥပဒေရင်းနဲ့အညီအလေးထားလိုက်နာဆောင်ရွက်နေတယ်လို့စစ်ကောင်စီဩဇာခံအလို့သမားဝန်ကြီးဌာနကအောက်တိုဘာလ2ရက်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်က COI ရဲ့အကြံပြုချက်လိုက်နာဆောင်ရွက်နေတယ်လို့ပြောဆိုတာဟာပြောင်ပြောင်တင်းတင်းလိမ်လေတာပဲဖြစ်ပြီး အလုံသမားရေးဆောင်ရွက်သူတွေကိုဖမ်းဆီးတာအလုံသမားအခွင့်အရေးချိုးဖောက်တာတွေလုပ်နေတယ်လို့ပြည်ရင်းအလုံသမားရေးလှုပ်ရှားသူတယောက်ကပြောပါတယ်ရှင်စစ်ကောင်စီကတနစ်နီပါအထိဖမ်းဆီးထားတဲ့ရခိုင်မျိုးသမီးအစိုးရမတ်ဆွမြတ်ထက်ကိုတရားရုံးခံဝင်တဲ့စက်တင်ဘာလအတွင်းကပြန်လွှတ်ပေးခဲ့တယ်လို့တရားရုံးနဲ့ညီဆက်သူတွေကလည်းသိရပါဗျ။ တောင်ဝင်မြို့မရဲစခန်းကနိုင်ငံရေးပုံမှန်နဲ့တရားစွဲဆိုတင်ပို့ခဲ့တဲ့မဆုမြတ်ထက်ကိုတင်ငန်းကျွန်းခရိုင်တရားရုံးကနေစက်တင်ဘာလ14ရက်ကခံဝင်ကတိနဲ့ပြန်လွှတ်ပေးခဲ့တာလို့တရားရုံးနဲ့နှိဇက်သူတယောက်က DVB ကိုပြောပါရယ်မဆုမြတ်ထက်ဟာအပြစ်မရှိပဲမနစ်ကမင်းပြရေဘေးအတွက်ကူညီပေးခဲ့တာကိုအရခတ်တတော် AA ကိုထောက်ပံ့နေဆိုပြီးတိုင်ကြားတာရှိတဲ့အတွက်ဖမ်းဆီးခံခဲ့ရတာလို့သိရပါရယ်မဆုမြတ်ထက်ကိုစစ်ကောင်စီလက်အောက်ခံရဲတွေကပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလ9ရက်က တောင်ဝင်မြို့နယ်ကနေအိမ်မှာတူမဖြစ်သူနဲ့အတူဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။အော်တိုဝါလာရှိရမှာတူမဖြစ်သူကိုပြန်လွှတ်ပေးခဲ့ပြီးမဆူမြတ်ထက်ကိုတော့မရန်ကုန်မြို့နယ်အောင်တပြေစစ်ကြောရေးစခန်းမှာစစ်ဆေးပြီးတဲ့နောက်တောင်ဝင်မြို့နယ်ရဲစခန်းမှာအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။မြန်အောင်ဒေသခံတအူဖြစ်တဲ့မဆူမြတ်ထဟာရန်ကုန်မြို့တောင်ဝင်းမှာမိသားစုအနေနဲ့အတူနေထိုင်ပြီးတော့ဒေသချင်းတွေကိုလည်းဖန်တီးထုတ်လုပ်နေတာဖြစ်ပါတယ်ရှင်။ ရုရှားနဲ့ကာဇက်စတန်နိုင်ငံတို့ကိုတွားရောက်ခဲ့တဲ့ခီးစဉ်ကအပြင်လီယင်ပေါ်မှာပြောခဲ့တဲ့အာနာသိန်းစစ်ကောင်းဆောင်ရဲ့ပြောဆိုချက်တွေဟာလက်တွေ့အခြေအနေနဲ့ကင်းကွာနေတဲ့အကြောင်းလေးလာသူတွေကဝေဖန်လိုက်ပါတယ်။စိုးသူအောင်သတင်းပေးပို့ထားပါတယ်ရှင်။အေးကော်မရှင်ဥက္ကဋ္ဌအားရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမြန်မာအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာပြီးခဲ့တဲ့စက်တင်ဘာနောက်ဆုံးပတ်ထဲရုရှားနဲ့ကာဇက်စတန်နိုင်ငံတွေစီတွားရောက်ခဲ့ပါတယ်။ အဲ့ဒီခီးစဉ်အပြတ်မှာတော့လေရင်ပေါ်မှာတင်သူ့ရဲ့ခီးစဉ်ဘလောက်ထိအောင်မြင်ခဲ့တဲ့အကြောင်းစစ်တပ်ဩဇာခံမီဒီယာတချို့ကနေတဆင့်ဝါရဖြန့်ပြောဆိုခဲ့ပါတယ်။အဓိကတော့သူတို့နိုင်ငံရေးရဘာသာရေးရတိုင်းသားရေးရတချို့ပြောဆိုကြတာလေးတွေပေါ့လေ။ပြောဆိုကြတာလေးတွေကကျွန်တော်တို့ဒီတဲ့ပို့ပြီးတော့အမြင်ကျကျနဲ့ပြောဆိုလုပ်ကံပြောစဉ်ပိုကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်။တစ်ဖက်ကတည်းကကျွန်တော်တို့တွေစူးစမ်းအထောက်အမှုလည်းလိုတယ်။ ပြောစားအုပ်ထုတော့နှစ်ပိုင်းပေါ့ဗျာတစ်ခုကတော့ဗာလဲဆိုရင်ပညာသင်ကြားရေးပိုင်းကိုတော့ကျွန်တော်တို့သွားတယ်ဒါတော့ငင်းပယ်လို့မရဘူးတကယ်တည်းတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေရဆိုရင်ပညာရေးအားနည်းချက်ရှိနေတယ်ဒီလိုပါပါစစ်တပ်ဩဇာခံမီဒီယာတွေကနိုင်ငံတော်တိဆောက်ရေးလုပ်ငန်းစဉ်တွေမှာပြည်သူတွေအနေနဲ့ဘလို့ပူပေါင်းပါဝင်သင့်တယ်လဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့စစ်ကောင်းဆောင်ကအခုလိုထည့်ပြောခဲ့တာပါစစ်ကောင်းဆောင်ဟာပညာရေးအားနည်းချက်တွေရှိလို့ပြင်ဆင်ဖို့ပြောပေမဲ့လက်တွေ့မှာတော့သူဦးစီးတဲ့စစ်တပ်က အာနာသိန်းစားကနေ2025ခုနှစ်ဩဂတ်လအထိလေကြောင်းတိုက်ခိုက်မှု3402ခုပြစ်လုခဲ့ပြီးအဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်စာတင်ကြောင်း286ကြောင်းပျက်စီးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ UNG ရဲ့စိန်အင်းတွေအရသိရပါတယ်တရားလွတ်တော်ရှင်းနေဦးကြည်မြင့်ကတော့စစ်ကောင်းဆောင်ရဲ့အဲ့ဒီအပြောဟာသူ့ရဲ့လုံရက်နဲ့မအပ်ဆက်ဘူးလို့ဝေဖန်ပါတယ်။သူလက်တွေ့တကယ်လုံနေတယ်သူဖြေတာဒီနေ့ကမအပ်ဆက်ဘူးလေမအပ်ဆက်ဘူးအဲ့တော့ အပါပဲပြောပြောဟိုခရီးမတီးတဲ့လူလူသတ္တမနော်သူကနိုင်ငံတော်ပြစ်မှုကြီးကိုကျူးလွန်တာပေါ့နိုင်ငံတော်ပုံကံမှုကိုကျူးလွန်တာလေပေါ့နော်နောက်လူမျိုးတက်ခံမှုနဲ့အိုင်စီစီအလိုရှိနေတဲ့အဲ့လိုလူမျိုးတယောက်ကိုဒီလိုမေးခွန်းဖြေလောက်မတန်ပါဘူးစစ်ကောင်းဆောင်ရဲ့ဝါရဖြန့်ပြောဆိုချက်တွေဟာလက်ရှိနိုင်ငံတွင်းကြုံတွေ့နေရတဲ့အကျပ်အတည်းတွေရဲ့အဖြစ်မှန်နဲ့ကင်းလွတ်နေပြီးပြည်ထောင်နာရဲ့အရေးမြစ်ကိုမျက်ကွယ်ပြုရရောက်ကြောင်းလိလသူတွေကလည်းပြောပါတယ် ပညာရေးနဲ့ပတ်သက်လိုအားနည်းချက်တွေရှိနေတယ်လို့စစ်ကောင်းဆောင်ကဝန်ခံပေမဲ့ KSSK ကနေအခုချိန်ထိစေအုပ်စုကပဲစနစ်တကျဖျက်ဆီးခဲ့တာလို့စီဒီယန်ဆရာတယောက်ကထောက်ပြပါဗျ။လူကတော့ပညာရေးနဲ့ပတ်သက်ဒီစေအုပ်စုကတော့အမြဲတမ်းသူတို့မဆိုင်ရပါမကွာခမန်းတော့ပြောပြကြတာပဲတကယ်တမ်းကျတော့ကျွန်တော်တို့သူတို့ရဲ့ဒီဟိုဒီဝါရဖြန့်ချီရေးတွေဒါတွေဟိုလူမျိုးကြီးဝါရတွေဒါတွေအကုန်လုံးက ညာရေးထဲမှာသူတို့ထည့်ပြီးတော့ဟိုလောက်ခဲ့ကြတာပဲအခုပညာရေးဆိုတာသူကလို့ဘလိုကြီးလောက်လိုက်မယ်ဘဝကြီးလောက်လိုက်မယ်ဆိုပြီးသင်ပန်းမယ်ကြောက်ခက်မှန်တာရှောက်ပြောတာပေါ့နော်အဲကျွန်တော်တို့နိုင်ငံရေးပညာရေးကိုစနစ်တကျပါနော်ချက်စည်းခဲ့တာကတော့ဒီစစ်အုပ်စုပဲလို့ကျွန်တော်တို့ကတော့ဟိုမှတ်ယူပါကြာဟုတ်တဖက်မှာလည်းဆင်းရနာသိမိနောက်ပိုင်းပညာရေးအဆင့်မြင့်တင်ရမယ်အစားစာသင်ကျောင်းတွေအထိမွေးရည်စည်းဝါးတွေဝင်ရောက်နေပြီးစီရီယန်ဆရာဆရာမတွေကိုဖမ်းဆီးတာကျောင်းတွေကိုဘုံကျဲတာနဲ့ လူအခွင့်အရေးကိစ္စတွေကိုမတင်ကြားရဘူးလို့ပြိပင့်တာတွေအထိရှိနေပါတယ်စစ်ကောင်းဆောင်ဟာအခုခရီးစဉ်နဲ့ပတ်သက်လို့ဝါရားဖြန့်မှုတွေကိုစစ်တပ် website မှာထပ်ပြီးဖော်ပြထားတာတွေ့ရပြီးတော့ MOU လက်မှတ်ရေးထိုးနိုင်ခဲ့တယ်ဆိုတဲ့ကိစ္စတွေကိုလည်းအသေးစိတ်ထုတ်ပြန်ခဲ့တာမရှိပါဘူးကျွန်တော်စိုးသူအောင်ပါ TV ဥမင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးဤနွယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်